ကိုတတ်မှတ်ထားတဲ့စီကံကိုကိုကိုတိုင်တတ်မှတ်သေးဖြစ်အောင်လိုက်နာရမယ်။ရိုက်တာမဟုတ်ဘဲနဲ့ဘောနောကျိုးချောင်းစင်ကျင်နိုင်အောင်တင်ပေးတာကသူ့ရဲ့ဘဝမှာရည်ရှိလဲကောင်းမွန်တယ်လို့ငယ်စဉ်မှာလဲပေါ့နော်။ကလေးကပို့ပြီးတော့လိန်မာတဲ့အောင်မြင်ထက်မြက်တဲ့ကလေးလေးတွေဖြစ်အောင်ကျမတို့ပြုထောင်နိုင်ပါတယ်။အားလုံးမေမင်္ဂလာပါရှင်။ကျမကတော့ကလေးပြုစုပြုထောင်ရေးဆိုင်ရာပညာပေးစာတွေကိုရေးတဲ့ Jessica Mose ဖြစ်ပါရဲ့ရှင်။ အခုပြောမယ့်အကြောင်းအရာကတော့အပေါင်းလက္ခဏာဆန်သောဆုံးမပြုထောင်ခြင်းတွေကဘယ်လိုမျိုးလဲဆိုတဲ့အကြောင်းအရာကိုပြောပါမယ်ရှင်။ဆိုတော့ကျမတို့ကဒီကလေးတွေကိုမရိုက်နှက်ပဲနဲ့ဆုံးမတယ်လမ်းညွန်နေဆိုတဲ့အခါမှာလူတွေကမဆုံးမဘူးလို့ထင်တယ်ပေါ့နော်မဆုံးမဘူးဆိုတာဒီကလေးတွေကိုမရိုက်ဘူးလို့ပြောတာနဲ့ကိုမဆုံးမဘူးလားပေါ့နော်အဲ့လိုမျိုးထင်ကြတယ်တကယ်တော့ကလေးတွေကိုဆုံးမတယ်ဆိုတာရိုက်တဲ့နီလန်တစ်ခုတည်းရှိရမှာမဟုတ်ပါဘူးနော်ကလေးတွေက ဒီရိုက်တာမဟုတ်ပဲနဲ့ဘောနော်ကြိုးချောင်းစင်ကျင်နိုင်အောင်တင်ပေးတာကသူ့ရဲ့ဘဝမှာရေရှည်လဲကောင်းမွန်တယ်လို့အခုဒီငယ်စဉ်မှာလဲပေါ့နော်ခလေးကပို့ပြီးတော့လိန်မာတဲ့အောင်မြင်ထက်မြက်တဲ့ခလေးလေးတွေဖြစ်အောင်ကျမတို့ပြုထောင်နိုင်ပါတယ်ဆိုတော့ခလေးကပြုတ်သောဆောင်တော့ပေါ့နော်ဒီစုံးမလန်းညွန်ချင်းဆိုတာဘယ်လိုမျိုးလဲဆိုတော့ကျမတို့ဒီရိုက်လိုက်တဲ့အခါမှာတော့ခလေးကအပြစ်လုပ်ပြီးမှရိုက်ကြတာပေါ့နော်အပြစ်လုပ်ပြီးမှဒါရိုက်မိတာဆိုတော့အပြုတ်သောဆောင်နဲ့စုံးမ လမ်းညွန်နီးရကြတော့အပြစ်မလုတ်ခင်ကတည်းကကျမတို့ကကြိုပြီးတော့တင်ထားတာဆိုတော့အဲ့လိုကြိုတင်ထားခြင်းအပြင်ကလေးလေးတွေကသူတို့ကအပြစ်တွေလည်းမလုံမိအောင်ရှောင်လို့ရတယ်ပေါ့နော်ဆိုတော့ဘလိုမျိုးကျမတို့တင်ကြမလဲကလေးလေးတွေလိမ့်မအောင်ကျမတို့မရိုက်ဘဲနဲ့ဘလိုဆုံးမမလဲဆိုလို့ရှိရင်အရင်ဆုံးဘာလုပ်ရမလဲဘာမလုပ်ရဘူးဆိုတာကိုကျမတို့စီကံသတ်မှတ်ထားရမယ်ဘလိုအပြုမူတွေကလက်ခံနိုင်တယ်ဘလိုအပြုမူတွေကိုလက်မခံနိုင်ဘူးဥပမာဆဲတာလက်မခံဘူးလိမ်တာလက်မခံဘူးเนาะမမေးအိတ်ထဲကနေပစံကိုမတိဘဲနဲ့ ူတာလက်မခံဘူးညီလေးညီမလေးကိုရိုက်တာလက်မခံဘူးနော်စိတ်ဆွဲတာတွေလက်မခံဘူးဒါမျိုးလေးတွေပေါ့ဒါမလုပ်ရမယ့်ဟာလေးတွေပေါ့နော်ကျမတို့ကဘလို့အပြုတ်အမူတွေကိုလုပ်ရမယ်ဘလို့အပြုတ်အမူတွေကိုမလုပ်ရဘူးဆိုတာလေးတွေကိုအရင်ဆုံးကလေးတွေကိုစီကံတတ်မှတ်ပေးမယ်နောက်တစ်ခုကကျတော့အဲ့ဒီတတ်မှတ်တဲ့စီကံတွေကိုကျမတို့ကိုယ်တိုင်ကလည်းလိုက်နာရမယ်နောက်ပြီးတတ်မှတ်ထဲထားရမယ်ပေါ့နော်ဟိုဒီဒီနေ့မှာတော့ ဒီစီကံကိုအမေကခွင့်ပြုတယ်နောက်နေ့မှကျတော့ခွင့်မပြုပြန်ဘူးဆိုလို့ရှိရင်ကလေးကဘယ်စီကံကိုလိုက်နိုင်ရမလဲသူမသိတော့ဘူးပေါ့နော်အမေကဒီဟာကိုခွင့်ပြုတာလားခွင့်မပြုတာလားသူမသိတော့ဘူးဆိုတော့ကိုတတ်မှတ်ထားတဲ့စီကံကိုကိုကိုယ်တိုင်တတ်မှတ်သေးဖြစ်အောင်လိုက်နိုင်ရမယ်ကျမတို့ကကလေးဆိုတဲ့သဘောပေါ့နော်ကိုကဘလောက်ပြောနေပြောနေနှုတ်ကဘလောက်ပြောနေပြောနေလူကြီးမိဘလောက်တာရောပဲလိုက်လောက်တာပေါ့နော်ဆိုတော့ လက်ဦးစရာမြေထိုက်စွာပုပ္ပါစရိယမင်းနေဖဆိုတဲ့စကားပေါ့နော်အဲ့ဒီဟာကတကယ်မှန်တယ်ကလေးတွေကလူကြီးတွေဘာလုပ်တလဲဆိုတာကိုကြည့်ပြီးတော့လိုက်လုပ်တာပေါ့နော်ကလေးတယောက်အရန်ဆဲနေရင်သူ့ကလေးဘိုက်ထက်ကနေအော်တိုမဆဲတတ်ဘူးတယောက်စီကသူကြားလာလို့နော်ကလေးတယောက်က เนาะဟိုပြောနေတဲ့စကားလေးတွေอ่ะသူတရားယောက်ကပြောနေလို့တခါလေးကြောက်လို့ရှိရင်ကျမတို့လေဒီကလေးလေးကတက်လိုက်တာဆိုတာလေ तू ဘယ်ကတက်တာလဲ तू အဖွားစီကကြားသလားတခါကျရင်အရွယ်လေးနဲ့မလိုက်အောင်လူကြီးစကားကြီးတွေ तू ပြောတတ်နေရာတော် तू ကများသောအားဖြင့်အဖွားနဲ့နေရလားเนาะလူကြီးလိုမျိုး तू ပြောနေတဲ့အတုံးလုံးတွေက तू အဖွားစီကလေ့လာရလားတခါကျလို့ရှိရင်မသိတော်တဲ့ तू စကားတွေ तू ပြောတယ်ဘယ်ကကြားသလားဆိုတော့ကလေးတွေကများသောအားဖြင့်က तू ကသူ့အနီးအနားမှာရှိတဲ့အရာတွေကနေ तू က तू ကလေးလာတာပေါ့နော်ဆိုတော့ကျမတို့ကကလေးစီကနေ ကောင်းတဲ့အပြုအမူတွေလိုချင်ရင်ကျမတို့ကိုယ်တိုင်လည်းကောင်းကောင်းနေထိုင်ပြရမယ်နော်မကောင်းတဲ့အပြုအမူတွေခလေးကရနေတယ်ဆိုလို့ရှိရင်သူ့အနီးနားပတ်ဝန်းကျင်မှာတရားရက်ကလုံနေလို့ဆိုတာကိုကျမတို့ကသိရမယ်ပေါ့နော်ဆိုတော့ခလေးလေးတွေကိုကျမတို့ကအဲ့လိုမျိုးကောင်းတဲ့အပြုအမူလေးတွေသင်ပေးမယ်ကိုကိုယ်တိုင်လည်းနေထိုင်ပြမယ်တသမတ်ထဲလုပ်မယ်လုပ်ပေးမယ်ပေါ့နော်ဆိုတော့ခလေးတွေရဲ့ကောင်းတဲ့အပြုအမူလေးတွေကိုပေါ့နော်ကျမတို့ကတတိထားမိပြီးတော့တကူတကချီးကျူးပေးရမယ်ခလေးလေးတွေကသူတို့ကိုချီးကျူးတာကြိုက်တယ် သူတို့ကိုတရားရောက်ကချီးကျူးလိုက်တယ်ဆိုလို့ရှင်သူတို့သိပ်ပြောတယ်ဆိုတော့ကလေးတွေကဒီကောင်းတဲ့အပြုတ်မူလေးတွေကိုလှုပ်စေခြင်းနဲ့ဆိုလို့ရှင်သူတို့လှုပ်တဲ့အခါကိုလေကျမတို့ကတတိတရနဲ့အော်တော်လိုက်တာဒီလိုလေးလှုပ်ပေးတယ်တော့ဒီလိုလေးပြောတယ်တော့သူတို့ကချီးကျူးခံရတဲ့အခါမှာအဲ့ဒီဟာကိုသူတို့ထက်ထက်လှုပ်ခြင်းတယ်ဆိုတော့ကလေးလေးတွေကကောင်းတဲ့အပြုတ်မူလေးတွေလှုပ်စေခြင်းသူတို့ကောင်းတဲ့အပြုတ်မူလှုပ်တိုင်းမှာကျမတို့ကတတိတရလေးနဲ့ကြည့်ပြီးတော့ချီးကျူးပေးမယ်ဆိုတဲ့အခါမှာသူကဒါကိုလှုပ်ခြင်းစိတ်ဖြစ်လာတယ်ပေါ့နော်ပြီးတော့သူ့ရဲ့ဒီအမားလေးတွေဖြစ်လာတဲ့အခါမှာလည်း ျမတို့ကသူ့ကိုဘာလို့လို့ရလဲဆိုတော့ခုနကဘာလို့ထားလုံးလုံးမိလဲဒါမလုပ်ပဲနဲ့ပိုကောင်းတဲ့ရွေးချယ်မှုလုပ်လို့ရအောင်ပေါ့နော်ပိုကောင်းတဲ့ဟာလုပ်ရအောင်ဟိုဘာလို့လုပ်လို့ရတယ်လဲဆိုတော့သူနဲ့ကိုယ်နဲ့ဆွေးနွေးတာမျိုးပေါ့နော်ဆွေးနွေးတာမျိုးခုနကနော်ပြောခဲ့တဲ့အတိုင်းပဲဒီအယုတ်ကြီးကိုလွတ်ပစ်လိုက်တယ်ဆိုတော့စိတ်ဆိုးတဲ့အခါမှာဒီအယုတ်ကြီးကိုမလွတ်ပစ်ပဲနဲ့နော်ဘယ်လိုလုပ်လို့ရမလဲဆိုတာကိုကျမတို့တွေကခလေးကိုနောက်တစ်ခါအဲ့လိုမလုပ်ပဲနဲ့စိတ်ဆိုးတယ်ဆိုလို့ရှိရင်မေမေတတဘာကြောင့်စိတ်ဆိုးတယ်ဆိုတာကိုလာပြောလာပြောလို့ရှိရင်မေမေက တက်နိုင်လို့ရှိရင်ဖြည့်ရှင်းပေးမယ်ဆိုတာမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးတွေကလေးတွေကိုကျမတို့ကမိဘနဲ့ကလေးနဲ့ဆွေးနွေးပြီးတော့ပြောတဲ့အခါမှာကလေးလေးတွေကဩနောက်တစ်ခါကျရင်ဒီအယုတ်ကြီးကိုပစ်လိုက်တာကဒါ solution မဟုတ်ဘူးပါလားဆိုတော့သူသိသွားလိမ့်မယ်ပေါ့နော်ဆိုတော့ကျမတို့ကဒီအပြုတ်မှုလက်မခံဘူးဒီအပြုတ်မှုလက်ခံတယ်ဆိုတော့လည်းအမြဲပြောထားမယ်နောက်တစ်ခါကလေးလေးတွေကိုပေါ့နော်ကျမတို့ကိုချင်းစာစိတ်ထားမယ်သူတပားကိုနော်ဒီကိုချင်းစာတက်အောင်လဲသူတို့ကိုသင်ပေးမယ်အဲ့ဒီဟာမှသာသူတပားကိုကိုချင်းစာစိတ်ရှိမှသာ ကလေးလေးတွေကသူများကိုနာကျင်အောင်မလုပ်ရဘူးဆိုတာလည်းသူတို့ကသိမှာပေါ့နော်သူ့ကိုသွားလို့လို့ရှိရင်သူနာသွားမယ်လေဒါမျိုးလေးတွေပေါ့ကျမတို့ကတင်ပေးသွားမယ်နောက်တစ်ခုကကျတော့သူ့အရွယ်နဲ့လိုက်ဖက်တဲ့ရွေးချယ်မှုလေးတွေကိုကျမတို့ပေးလုပ်မယ်ပေါ့နော်သူတို့အရာအလုံးကိုတော့အလိုလိုက်တာမျိုးမဟုတ်ဘူးဒါပေမဲ့အဲလိုအပ်တဲ့ရွေးချယ်မှုလေးတွေပေါ့ကျမအများအားပြောတယ်လို့မျိုးဒီဒီဗီဒီယိုတစ်ခုလုံးကိုဖွင့်ပြီးတော့အင်ကြီးရွေးခိုင်းတာမျိုးမဟုတ်ပဲနဲ့အင်ကြီးအပြားနဲ့အနီမှာဒါလေးကဘယ်ဟာဝတ်မလဲဆိုတာမျိုးပေါ့နော်ဒီလိုရွေးချယ်မှုလေးတွေပေးလုပ်တဲ့အခါမှာသူတို့ကလည်းစိတ်ကြည်နှံ့မှုခံစားရပြီးတော့မိဘကိုစန့်ကျင်ခြင်းစိတ် နေသွားရပေါ့နော်သူတို့ကိုယ်တိုင်ရွေးချယ်မှုလုပ်ရတယ်လို့မျိုးသူတို့ခံစားရပါတယ်ကလေးတွေကနောက်တစ်ခုကအပြုတ်မှုအမားလုပ်လို့ရှိရင်ကျမတို့ဒေါသတကြီးမတုံ့ပြန်ရဘူးတုံ့ပြန်လို့ရှိရင်သူကိုယ်တိုင်လည်းကိုယ့်ကိုအယမ်းကြောက်ပြီးတော့ဘာမှမမလစ်လာရတယ်လို့ကိုကိုယ်တိုင်ကလည်းဒေါသနဲ့တုံ့ပြန်တဲ့အခါမှာကလေးကိုရိုက်ချင်တာနဲ့အော်ချင်တာနဲ့ပဲဖြစ်ပြီးတော့တကယ်တကယ်ထိရောက်အောင်မဆုံးမနိုင်ဘူးပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာကျမတို့အတက်နိုင်ဆုံးဒေါသနဲ့မတုံ့ပြန်မိအောင်ကိုယ်စိတ်ကိုထိမ့်မယ်အယမ်းဒေါသထွက်နေရင်ဂျိုးခန်းနဲ့မခဏသွားနေလိုက်တာမျိုးနဲ့ထိမ့်ပြီးတော့ခဏနေစိတ်ငြိမ်သွားတဲ့အခါကျမှ သူလှုပ်လိုက်တဲ့အမားကဘာတွေထိခိုက်သွားတယ်နောက်တစ်ခါလုံးဝလက်မခံဘူးဆိုတာမျိုးကြီးကျမတို့ပြောမယ်ပြီးရင်သူ့ရဲ့အမားရဲ့နောက်ဆက်တွဲလေးတွေကိုဟိုကျမတို့သူ့ကိုလက်ခံခိုင်းမယ်ပေါ့ အယုတ်လွတ်ပစ်လိုက်လို့ရှိရင်အဲ့အယုတ်ကိုကျမတို့တင်ထားပြီးတော့နှစ်ရက်ပေးမကစားတာမျိုးဒါမျိုးကသူအမရဲ့နောက်ဆက်တွဲကိုကျမတို့လက်ခံခိုင်းတာမျိုးပေါ့နော်ဆိုတော့ကိုကိုတိုင်းလည်းဒေါသနဲ့မတုံ့ပြန်ဘူးသူ့ရဲ့အမတွေကိုလည်းလက်ခံခိုင်းမယ်ကိုကိုတိုင်းနမူနာအဖြစ်နေထိုင်ပြတဲ့အခါမှာကလေးလေးတွေကလည်းလိန်မာတဲ့ကလေးလေးတွေအဖြစ်ပေါ့နော်ကိုကိုအတူယူပြီးတော့ဒီလိန်မာတဲ့ကလေးလေးတွေအဖြစ်အမအမန်ကိုသိတဲ့ကလေးလေးတွေအဖြစ်ကြီးပြင်းလာပြီးတော့ဒီမကောင်းတဲ့အပြုအမူတွေလှုပ်ဖို့နော်ဒီကိုလက်မခံတဲ့အပြုအမူတွေလှုပ်ဖို့အတွက်ဒီကလေးတွေက အာမလုတ်ချင်တော့ဘူးပေါ့နော်မလုတ်ရကောင်းမလဲတိတွားရဲပေါ့ဆိုတော့ကလေးလေးတွေကိုမရိုက်နဲ့ပဲနဲ့ဘလိုမျိုးလိမ်မအောင်လုတ်လို့ရသလဲဆိုတာကခုနကပြောခဲ့တဲ့အချက်ကလေးတွေကနေလေ့လာလို့ရပါတယ်ရှင်တသမီပြုစုပြထောင်ရဲနဲ့ပတ်သက်လို့လိမ်မာတဲ့အောင်မြင်တဲ့ကလေးလေးတွေဖြစ်အောင်ဘလိုပြထောင်မလဲဆိုတဲ့အကြောင်းအရာတွေကို Anna Fancy Kids Page မှာဆက်ပြီးရောကြည့်ပေးကြပါအောင်ရှင်